ဒီနေ့နေ့မွေးသူအားလုံးမင်္ဂလာပါ2025 November လ15ရက်ကနေ21ရက်နေ့တော်တွင်မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်မယ်လူမျိုးခွဲချိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်ဝေကြီးပေးယူကိစ္စလုပ်ငန်းကိစ္စစီးပွားကိစ္စတွေမှာရန်နဲ့ရှင်ပြီးလုပ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းကျင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးနဲ့တိုးတက်မှုရဲ့ နှစ်သာရကိုကြုံမယ်သူတစ်ပါးနဲ့ကိုယ်နဲ့ချမ်းမှာအယူဆသဘာဝကွာနစ်ကစားလိုရာပြည့်စုံခြင်းတွေရှိမယ်အယဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တာကြိုးပင်းမယ်နေရာပြောင်းလဲ၍တိုးတက်မယ်ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။စံစာရည်နေ့မှာအပြောင်းလဲတဲ့ဒလန်ပေါ်မှာကောင်းသောကံရှိပင်သို့သောမတော်တဆနေကူးဆက်ရမယ်။အနောက်ရောက်တည်သွားစေခြင်းရှိတတ်တဲ့နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်ရာရာသတိထား16ရည်နေ့ကလက်ဖွင့်ခြင်းကံဖွင့်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမယ်။18ရည်နေ့မှာမတော်တဆထိခိုက်မှုနဲ့ကူးဆက်မယ်။ရန်တိုက်ခံများတဲ့ လူ၄ယောက်ဒုခီသွားခြင်းကိုရှာရမယ်။၁၈ရက်နေ့မှာပေါ်ပေါက်လာတဲ့အကြံဉာဏ်ကိုသုံးချပြီးလုပ်ငန်းလုပ်ကိုင်တို့ချိုးပေးမယ်။၁၉ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိခြင်း၊ကံမြင့်ခြင်းချိုးပေးခြင်းကိုကြုံမယ်။၂၀ရက်နေ့မှာထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်။ရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးဘဝတိုးတက်ခြင်းကိုကြုံမယ်။၂၁ရက်နေ့မှာရံများမယ်၊ပြိုင်များမယ်၊သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးချမ်းကြမယ်။အဲဒီရက်မှာမတော်ဆညောင်တဲ့ကျူးဆက်မယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။ နေ့စရနိုင်တဲ့တနိုင်ခွဲတွင်မှာအသွမ်းလာနေထိုင်ကူးဆက်ရမှာဖြစ်ပါတယ်။တနင်္လာနေ့ကနေ့ကြာသာပတိနေ့မွေးသူတွေကောင်းကျိုးပေးမယ်။တနင်္ဂနွေနေ့တောက်ချာနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိမယ်။နှင့်ခွန်ရှိကနန်းနေ့ကျိုးပေးတယ်။အနေရောင်ပြန်ရင်ရောင်နဲ့ပြောင်တွေကိုသုံးပြီးတော့အလိုရှိတဲ့ကိစ္စတွေဆောင်ရွက်ရင်ထူးထူးခြားခြားအောင်မြင်တဲ့ကံကြမ္မာတွေကိုရရှိပါမယ်။ကောင်းသောကံကြမ္မာများရစေရန်အတွက် အနီယံပန်းဝင်းတို့ကိုဖျားတင်ပြီးလောရဆန္ဒပြုပေးပါကျေးဇူးတင်ပါတယ်